ဥရောပ Nation League ဘောလုံးပွဲနှစ်ထပ်ကွန်းချန်ပီယံပေါ်တူဂီအားလုံးပဲမင်္ဂလာပါဒါတီးတဲ့ဂျာယူရဲ Channel ကနေပြန်လာပြီးတော့ကြိုဆိုလိုက်ရပါတယ်တကောင်ကျော်ညမနက်တရေနိုးထားမိတဲ့နှိုးဆက်ကြောင့်ဂျာယူတို့ညက Nation League ဘောလုံးပွဲထားပြီးတော့ကြည့်ပြခဲ့ပါတယ်စိတ်ကြီးရဲ့ပိတ်တီးမဲ့ပွဲစဉ်မှန်ကြိုသိနေခဲ့သလားလို့တော့မှပြောလို့ရနေတဲ့တော့ဒါတီးတဲ့ဂျာယူတို့ဆရာဆရာကြီးလောက်ပြီးတော့စော်ဖန်ပါးညာနေထားတော့လောက်လို့ရနေခဲ့ပါပြီ ညာနေရှင်လီတတရားညာလူပွဲမှာတော့လေထီလေးတို့ရဲ့ပြင်သစ်တင်းကပဲအင်ရှင်ဂျာမနီကိုနဂိုးကုန်းရှိနေနိုင်ပြီးတော့တတရားညာကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲကပြင်းစရာကောင်းခဲ့တဲ့အတွက်ဂျာအီတို့အနေနဲ့ review ကိုတင်ဆက်ပေးခြင်းမလုပ်တော့ပေါ့။ဂျာအီတို့ဓာတ်တီးဖို့စောင့်ကြည့်နေခဲ့တာကပေါ်တူဂီနဲ့စပိန်တို့ရဲ့ဘောလုံးပွဲစဉ်ပဲဖြစ်ပါတယ်။ပေါ်တူဂီညာဘောလုံးပွဲမှာတော့တတ်40ရွယ်ပေါ်တူဂီဘောလုံးအုပ်ဆောင်စိတ်ကြီးပြင်ဗီတင်ညာ၊ဘရူနို၊ဘာနာဒိုဆေးဗာ၊နူနိုမန်ဒက်စ်ဒီယက်စတိုလိုဒီကကစားမိုင်းနဲ့ထွက်ချလာခဲ့တာဖြစ်ပါတယ်။ စပိန်သင်းကတော့ Reverdance, Dedogale, Yamene, Nico Williams, Patrick Cucuella, Fabian Ruiz စတဲ့ကစားသမားတွေနဲ့အတူတူထွက်ချလာခဲ့တာပါ။နှစ်သင်းစွဲပွဲထွက်လူစင်းအားလည်းလူလူအောင်ခေါ်ကလေးလိုမျိုးပဲတောင်းတင်းနဲ့ဖြောင်းအောင်စင်းဆိုတဲ့အတိုင်းရေစင်းကားကြီးလိုမျိုးပါပဲ။ပထမအိမ်မှာကလေးကစပိန်တို့ဟာကစားကွက်အသားစီးနဲ့လူလင်မြန်နဲ့တွဲလုံးနေနဲ့ပေါ်တူဂီသင်းကိုဖိအားပေးကစားပြနိုင်ခဲ့တာပါ။နာဆတ်တမနေမှာပဲဂျာအိုနီဗက်စ်နဲ့ပေါ်တူဂီဂိုးသမားတို့နားလည်မှုလွဲရာကနေစပိန်ကွင်းလေလူဇိုဘီမန်နီကပိတ်သွင်းယူကဥဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ် ိမ့်မကြပါဘူး40ပဲစိတ်ကြီးလို့လူကြုံထောင်ချောက်ကိုဖောက်ထွက်ပြတဲ့တိုင်းစစ်စင်မှုကနေနိုနိုမန်ဒက်စ်ကတောင်းဖြတ်အပြင်ကန်ကျက်နဲ့တူပဲစပိန်ဘက်ကိုခြေပါကိုသွေးယူနိုင်ခဲ့ပါတယ်နိုနိုမန်ဒက်စ်ကကန်ကျက်အားပြင်းလာတော့တောင်းကြပန်းနဲ့တိုးကျဥ်တောက်ပြီးနှစ်တထောင်တွင်းဟားနဲ့ပြင်းထားသလိုပါပဲနိုနိုမန်ဒက်စ်ကလင်မြန်ပြီးတော့ဒေသတဲ့ကစားပုံကိုတင်စားမယ်ဆိုရင်တော့ဂင်ဝါလာလေးကိုဘောကန်ပနတ်စီးပြီးတော့ကွင်းနဲ့ထဲပေးလိုက်သလိုပါပဲဂျိုင်းတို့တော့ကြီးလို့ကောင်းကြတော့လက်ကုံပါပဲ ပထမပြီးကန်ဒီမှာတော့အိုယာဇာဘဲကဘက်ထရီရဲ့ဖန်တီးပေးမှုကနေဦးဆောင်ကိုကိုပြန်ပြီးတော့တွေးယူနိုင်ခဲ့လို့စိတ်ကြီးတို့ဒုတိယပိုင်းအတွက် PR တွေသတိစကားတွေနဲ့တူကလေးတိုက်အသင်းကိုနိုင်ရဖို့လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ပေါ်တူဂီအနေနဲ့ခြေသွမ်းမိုင်းအားအားစရာမကောင်းတဲ့ကစားမားတွေကိုလူစားလဲခဲ့တာလည်းတွေ့ရပါတယ်။ဒုတိယပိုင်းစမှာပဲခြေသားလူမိုင်းမောင်ငဆိုင်တို့ရဲ့အသင်းကောင်းဆောင်ဘရူနိုရဲ့ကန်ကျက်ဂိုးရခဲ့မဲ့လူဂျုံမောဖြစ်နေလို့ဘရူနိုလည်းဦးတိုခဲ့ရပါတယ်။60မိနစ်မှာပဲစိတ်ကြီးရော်နယ်ဒိုကပေါ်တူဂီအတွက်အဖိုးတန်ခြေပါကိုကိုပိတ်သွင်းယူကာ အသက်40ရွယ်ဆိုပေမဲ့နဗျူတန်လာနိုးပေါင်ကျိုးဆိုကကိုရီကိုမျိုးတွေလို့သဘောထားပြီးတော့တတ်သေးပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းမိနစ်ဒီမှာလူစားလဲမှုတွေအသီးသီးလောက်ခဲ့ကြပြီးတော့ကိုရဘူးယုံကန်ခဲ့ပြီးမဲ့အချိန်ပိုဆက်ပြီးတော့ကစားခဲ့ရပါတယ်။စိတ်ကြီးလို့ထိတ်သီးမပါတော့ပေမဲ့လူစင်းကတော့ပေါ်တူဂီယာစပိန်ထက်တောင်တင်းနေစေဖြစ်ပါတယ်။ဂျိမ်းမမအငင်းပွားဝဲတချို့ရှိမဲ့နှစ်ဖက်လုံးဂိုးမသွင်းနိုင်ခဲ့ကြပဲပန်နာဒီတီဆက်သွားခဲ့ရတာပါ။ န်နာဒီမှာတော့ပေါ်တူဂီသင်းဘက်က Ramos, Vitinha, Bruno, Nuno Mendes, Ruben Neves အကုန်လုံးဂိုးဝင်ခဲ့ပေမဲ့အချိန်ပုံမှာလူစားဝင်လာတဲ့ Imposter Jamie Mole ကအဖော်ပါတဲ့ Costa ကိုပန်းနဲ့ပောက်ခဲ့လို့နောက်ဆုံးမှာတော့ UEFA Nation League Supla ကိုပေါ်တူဂီကနှစ်ချိန်မြောက်စကူရရှိနိုင်ခဲ့တာဖြစ်ပါတယ်ပေါ်ဂီယာစပိန်တဲ့ုံကစားကွက်တာစီမရနိုင်ခဲ့ပေမဲ့ဘွဲကိုလေပြောင်းလုံးနိုင်တဲ့ကစားသမားတွေပြစိတ်ကြီးလို့လို့ဘောလုံးအုပ်ဆောင်မျိုးတွေပါပါဝင်နေခဲ့တဲ့အတွက်စပိန်လိုကစားပုံရောအဖက်ဖက်ကကောင်းတဲ့အသင်းကိုနောက်ကောက်ချနိုင်ခဲ့တာပါ တီတော်ကကောင်လေးကိုသေးနေနဲ့လဲဘောဆရာတို့ကြိုက်ပြောရှာလို့မိုက်အောင်ကစားပြနိုင်ခဲ့တယ်လို့ဘောဆရာတို့ကြိုက်ပွဲခံမှုလှုပ်ထားမယ်နောက်ဆုံးမှာတော့ငစင်းကားမျိုးတွေကိုအေးနေငါရှုံးနေခဲ့ရပါတယ်ဒါတော့ယနေ့မနက်ပိုင်းပွဲပြီးမှာတော့တီတော်တခွင်ဘောက်တန်တွေစူညံမှုအကန့်အသတ်ရှိရပ်သွားခဲ့ပြီးတော့စိတ်အော်တန်တွေကိုဖိတ်ခေါ်တန်တွေလိုတောက်လျှောက်ကြားနေခဲ့ရပြီးဇူအီးဆိုတဲ့အတန်တခါတည်းမဟုတ်ပဲမျက်လိုလိုကြားနေရပြီဖြစ်ပါတယ်။ဒါတော့ပေးချင်တဲ့မက်ဆေ့ကတော့အတိတ်ဆောင်းမဲ့စိတ်တကောင်ပိတ်ထောင်လို့မရပါဘူး။အခမ်းမသိလို့စိတ်ခွေးတာခဲအတိတ်မိတာထပ်တောင်ပို့ဆိုးမှဖြစ်တယ်လို့ပြောနေတဲ့ညီကုန်းချုံလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။